ကချင်ပြည်နယ်ဖားကန့်မြို့နယ်ရှိကမွန်စွတ်ရွာမှာစစ်ကောင်စီနဲ့ကချင်လူလည်တပ်မတော် KIA တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလ10ရက်နေ့ကကမွန်စွတ်ဖုန်ကြီးကျောင်းနဲ့စူတောင်းတောင်မှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ဟာစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ဒေသခံသတင်းရှင်းမြစ်စီကသိရပါဗျ။စူတောင်းတောင်စခန်းမှာပြည်သူစစ်နဲ့စစ်ကောင်စီရဲ့အမှတ်3ခြေလင်တပ်မဟာ ်စကခ3ကထုံနှုံအင်အားတွေပူပေါင်းထားတာဖြစ်ပြီးစကန်းစွန့်ခွာထွက်ပြေးသွားတဲ့အဲ့ဒီတပ်ကို KIA ကလိုက်လံတိုက်ခိုက်တဲ့အတွက်ကမော့ဆူရွာအနီးမှာတိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့သိရပါတယ်။ဖားကန်းကိုရောက်ဖို့တော့လိုပါသေးတယ်။နန်တိန်ကြောက်ဖြာလေပြင်းရွာတွေကိုဖျက်ရအောင်ပါပါ။နန်ရအလွန်ကမော့ဆူမှာလက်တလုံးတိုက်ပွဲရှိနေပါတယ်။ဘုံကြီးချောင်းမှာတက်ဆွဲထားတဲ့စစ်သားတွေတက်ဆုပ်နေရတယ်လို့ကချင်သတင်းရင်းမြစ်က ARD Times ကိုပြောပါရတယ်။ စစ်ကောင်စီကပြီးခဲ့တဲ့မေလ၁ရက်နေ့ကနန်ယားကြီးရွာနီခင်တောင်ရွာကိုရောက်ရှိကလက်နက်ကြီးတွေနဲ့နန်ယားပတ်ဝန်းကျင်ကိုပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီဟာစင်ရထောင်ချီသုံးပြီးစစ်ကြောင်းတွေခွဲက ဖားကန့်ကိုစစ်ကြောင်းထိုးလာပြီးနောက်တိုက်ပွဲတွေပြင်းထန်လာခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ ဖားကန့်ရှိလဝါနန်ယားကမော်စုတ်ဆိုင်းဖရာနန်တိန်လုံဘရာ စွန်စိုစွတ်နဲ့ sport ကြီးရွာတို့ကဒေသခံ2300ကျော်ဆစ်ဆောင်နေရတယ်လို့သိရပါဗျ။